ါဘောနော်ဆိုတော့ပွင့်လင်းပြောရင်ပုံမှန်အလုပ်ဒီမှာကဘာဖြစ်တာလဲဆိုတော့ကျွန်တော်တို့မြေများအလုပ်လေးမြေများပတ်သက်ပူရလေးဘောနော်ဒါမှကျွန်တော်ထိတ်ဒီတဲ့ရောက်လာပြီဆိုတော့အဲ့ဒီတင်ကြီးကနည်းနည်းကျွန်တော်ထိတ်ဒီနဲ့လွဲတော့ဘောနော်လွဲတာဆိုတော့ကျွန်တော်တို့မြေများထိတ်မှမြေများ profit ရတော့မဟုတ်ဘူးကျွန်တော်တို့ပုံမှန်ကို confirmation နဲ့ပုံမှန်လေးကိုရဲ့ target ကို follow line ကို plan ကို follow line မှာတောင်းလဲကျွန်တော်ဒီ trading industry မှာကရေရှည်ရည်တည်ဖို့ကနည်းနည်းအဆင်ပြေတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ပုံမှန်စီးပွားရေးနဲ့တူတဲ့ကျွန်တော်တို့အသွေးတွေဝင်ပြီးတော့ငါမြေများထိတ်လင်းမြေများပတ်သက်ရမယ်ဆိုပြီးတော့ဝင်လာရင်တော့ ော်ထွေးဒီရောက်ရင် risk management ကဘလောက်ပဲထိန်းတာထိန်းတာကျွန်တော်တို့အန်ရီတွေကများတော့ပေါ့နော ဆိုတော့ပြန်တွေ့ကြရပါတော့ကျွန်တော်ဒီဒီဘက်ရွှေကိုထိတ်ခဲ့တဲ့ anti-sharer အကြောင်းကိုကျွန်တော်ပြပြပေးပါတော့ anti-sharer နှစ်ခုအကြောင်းပထမတစ်ကြောင်းတော့ကျွန်တော် warning show 5လောက်သွားခဲ့တယ်နောက်ကြောင်းတော့ warning show 8လောက်သွားခဲ့တယ်ပေါ့နော်ဒီ setup ကိုကျွန်တော်ဘယ်လိုမျိုးစဉ်းစားပြီးတော့ဒီရွှေ market မှာ active ဝင်ခဲ့တာလဲကျွန်တော် strategy ကဘယ်လိုမျိုး confirmation နဲ့ကျွန်တော်အသုံးပြုခဲ့တာလဲဆိုတာကိုကျွန်တော်ပြန်ရှင်းပြပေးပါမော်နော်ဆိုတော့လက်ရှိကတော့ဒီကောင်တွေကတော့ profit တော့ဘာနောက်တစ်ခုကလည်းဒီလားမှာလည်းကျွန်တော် entry ဝင်ခဲ့တာ

ကျွန်တော် higher time frame movement တွေကိုအရင်ဆုံးလေ့လာတယ်ပြီးတော့မှကျွန်တော် lower time frame confirmation နဲ့အသုံးပြုတာဖြစ်တဲ့အတွက်ကျွန်တော်တို့တော့အရင်ကတော့ risky တော့မများဘူးပေါ့နော်ပို့ရင်လည်းပြောတော့ကျွန်တော်တို့ swing trade trader ဖြစ်တဲ့အတွက်ကျွန်တော်တို့အနေရောမများဘူးဒါပေမဲ့ကျွန်တော်တို့အဓိကတော့ကျွန်တော်တို့က risk နည်းနည်းနဲ့ profit မများပေါ့နော်ဘယ်လိုမျိုး profit များလဲဆိုတော့ပုံမှန်ဆိုပြကျွန်တော်တို့က entry set တွေကပုံမှန် confirmation ထက်ပို့ပြီးတော့ကောင်းမွန်တဲ့ confirmation ရရင်ကျွန်တော်ရဲ့ entry set တွေကဘယ်လိုမျိုးသွားလဲဆို one ratio 2တွေ3တွေပုံမှန်မဟုတ်တော့မယ်ねကျွန်တော်က4တွေ5တွေ7တွေအဲ့လိုသွားကြတော့ဗောနော်အဲ့ဒီအဓိကကလည်းအဲ့လိုသွားလာဆိုတော့ကျွန်တော် higher time frame movement တွေကိုကျွန်တော်အရင်သုံးလေ့လာတယ်ပြီးသွားမှကျွန်တော် lower time frame confirmation နဲ့ထွက်လာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ trade strategy တွေက profit တွေကမတရားအားအားများတော့ဗောနော်ဆိုတော့ဒါကတော့ကျွန်တော်တို့လက်ရှိက weekly structure အရကြည့်မယ်ဆိုရင်ရွှေကတော့လက်ရှိကတော့အမြင့်ဆုံးဈေးရောက်နေတော့ဗောနော်ဒါမဲ့ weekly မှာတော့ကျွန်တော် SR အနေနဲ့ပဲတတ်မှတ်မယ်ဆိုတော့ဒါကအမြင့်ဆုံးလက်ရှိရောက်နေတဲ့ဈေးတယ်ဆိုတော့ဒီကောင်က နေဆုံးဖြစ်လာတဲ့စီးလိုင်း weekly မှာလည်းလက်ရှိက confirmation ကဘာမှတော့မရှိဘူးเนาะ terminal ကြမလား confirmation တော့မရှိဆိုတော့ကျွန်တော် daily ကိုကြည့်အောင်ဆိုတော့ daily structure မှာကျွန်တော်တို့ trade ကိုဘယ်လိုမျိုးတွေးရလဲဆိုတော့ daily မှာအရင်ဘက်ကတော့ဒီမှာ lower low lower high lower low နဲ့ तू က lower high မလာပဲ तू ကဘာဖြစ်တာလဲဆိုတော့လက်ရှိသူ့ movement တစ်ခုက daily ရဲ့ news စုံအားတစ်ခု तू ကဖောက်ထွက်ထားတဲ့ movement ဖြစ်နေဆိုတော့လက်ရှိကတော့ပွင့်လင်းပြောရွှေကကျွန်တော်တို့အတွေးထဲမှာတော့လက်ရှိရွှေကဘာဖြစ်နေတာလဲဆိုတော့ higher high movement တစ်ခုဖြစ်နေဆိုတော့ 你做海啊路啦变难的咧，唔卖房啦。主要历史底下你点子卖水，历史你看海啊海是吧？海啊路船，伊大众平时天气啊，度纳靠独木，非布纳只独路买，所以做单卖水，地非布来备我咯。吾买独单是话，伊路块古然维修，所以老提变难卖，何况咯，所以大家非布来备，所以历史。 田里嘛，完了，田里穿嘛机没做，田里啊，海呀海做，都啊海呀路边浪也木买过呢。说啊，等人了你妈罗勒西，提高一些回家嘛要了嘛。说啊，田田里说啥嘛机？哎，就说等人了你家田里啊，泥石走偏大的时间，泥石走跑着大的时间都土，是吧？就说啊，我泥来说啥机子啊？ 李娜一说起来嘛，各方面事情啊，就很多啊，比 <noise> 如，多啊，家里多啊，这些啊，这边先别啊，别忘了。说李娜一说起来嘛，第一，多啊，怕别多啊，来做啊，起码嗨呀嗨别多啊，我呢，讲我穿情侣嘛，嗨呀嗨别多嘞。那种是一个，讲啊，李娜一被嫁的呢，多么说，讲啊，那种谁来说，李娜也是不累呗。说啊，李娜也是不累呗啊，起码，起码，每种是嗨呀嗨就多啊，嗨呀路边拉的不白不咯，被这边拉么来，所以讲，如果到了晚呢，都没什么用嘛。 ဒီ Fibonacci ကျွန်တော်တို့7.8 level လောက်ထိပေါ့နော်သူကပြန် retracement ပြန်လာနိုင်တယ်ပေါ့နော်ဆိုတော့ဒါကိုကျွန်တော် Fibo နဲ့ key နဲ့သတ်မှတ်လိုက်ပေါ့နော်ဆိုတော့ဒီ Fibo level ထိပြန်လာနိုင်ရင်ဒါပေမဲ့ market က information ကကျွန်တော်တို့ဘာပေးလို့ကျွန်တော်တို့ကအယောင်းထိုင်ခဲ့လာတယ်ဆိုတော့ကျွန်တော်ပြန်ပြီးတော့ရှင်းပြပေါ့နော်ဆိုတော့လက်ရှိကျွန်တော်တို့ Lena structure မှာကြည့်နော်ဒီအရင်ဘက်ကပေါ့နော် Chara Bay တောက်ကြဘုဒ္ဓဟူးနေတွေက correction ကတော့နည်းနည်းဝေးနေတဲ့ correction phase တွေရအောင်တော့ပေါ့နော်ကျွန်တော်လက်ရှိ information ကြည့်မယ်ဆိုရင်သူကကျွန်တော် ပေါ်ပေါ်ရဆိုဒါ impact ဆိုရင်ဒီကောင်ကလက်ရှိရောက်နေတာ correction free ပေါ့နော်ဒီ correction ကဘာ correction ဖြစ်နိုင်လဲဆိုတော့ကျွန်တော်ပုံမှန်သုံးသပ်ရအောင်ပေါ့နော်ဆိုတော့လက်ရှိကိုကျွန်တော် correction ပုံစံကိုကျွန်တော်1 2 3ကိုကျွန်တော်ဒီပုံစံတိုင်းဆွဲမယ်ဆိုရင်လက်ရှိကဒီကောင်ကကျွန်တော်တို့ဘာ correction ဖြစ်နိုင်လဲဆိုတော့ကျွန်တော်ခက်မဲ့သုံးသပ်နိုင်ပေါ့နော်ဒါမဲ့လည်းတင်းနလာလေးမှာဒီဒုတိယတိချက်ကတော့မရောက်လာသေးပေါ့နော်ဒါမဲ့ဒုတိယတိချက်ကိုကျွန်တော် confirmation ဘယ်လိုမျိုးယူခဲ့တာလဲဆိုတော့ဒါ high bar time frame ကိုကျွန်တော်ပြန်ပြီးတော့ဒုတိယ entry setup အကြောင်းပြောကြတာပေါ့နော်ဆိုတော့ဒီဒုတိယတိချက်မှာလည်းကျွန်တော်အဝယ် entry တစ်ခုဝင်ခဲ့တာပေါ့နော်အဲ့ကောင်ကဘလော့ confirmation နဲ့ကျွန်တော်တုံးခဲ့လားဆိုတော့ကျွန်တော်ပြန်ပြောပြမယ်ဆိုတော့ကျွန်တော်တို့တနိုင် trend ကိုပြန်ကြည့်မယ်ဆိုရင်တနိုင်မှာ तू ကဘာဖြစ်တာလဲဆိုတော့ဒီမှာ lower low lower high ဒီ low break out ဖတ်တော်တော်မျိုးမှာ तू ကဒီမှာ new lower low ဖြစ်တယ် new lower low လောက်လို့ तू ကဘာပြန်ဖြစ်သွားလဲဆို lower low ကနေ lower high ပြန်လာ lower high နေ तू ကဘာတက်ဖြစ်လဲဆိုဒီ low break out ဖြစ်တော့ lower low lower high lower low lower low ကနေဒီကောင်ကဘာဖြစ်တာလဲမှုမှန်ဆိုရင်အနည်းဆုံးဒီ high တွေဒီ high တွေ major high တွေအားလုံး तू ကဘာဖြစ်သွားလဲဆိုတော့တနိုင်မှာ trend change ဝင် ဆိုတော့ကျွန်တော် basic thinking ကပဲကြည့်မယ်ဆိုရင်တော့တနိုင်မှာ train chain one higher high ဆိုရင် higher လို့ပြန်လာရင်ငါတို့အဝေးလိုက်လို့ရတယ်အဲ့ဒီ confirmation ရှိပါတော့ပုံမှန်တမားတွေဆိုရင်တော့ဘယ်လိုမျိုးဝေးလိုက်လို့ရမလဲဆိုတော့ပုံမှန်ပေါ့နော်ပုံမှန်တမားဆိုဥပမာဆိုဒါ fibonacci သုံးတမားလေးဆိုကျွန်တော် higher high movement တက်သွားတယ်ဆိုရင်ကျွန်တော်ရဲ့ fibonacci စစ်ဝိုင်းကြီးလေးပဲကောင်းတယ်ကျွန်တော်တို့အဝေး entry set up ကိုခြားကြပါတော့နော်ဒါပေမဲ့အင်းဒီကတော့ကျွန်တော်ပြည့်လင်းပြောကျွန်တော်စစ်ဝိုင်းလောက်ထိ entry ကိုမဝင်ခဲ့ဘူးဘာလို့ entry မဝင်လာလဲဆိုတော့ကျွန်တော်အနေနဲ့ကတော့ကျွန်တော်စဉ်းစားမိတာက တကယ်လို့ငါစီဝင်စဝင်ရေးမှာအန်တူဝင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ဆော့လော့ကဒီလောက်မှာထားဒါမှမဟုတ်လေပိုရီအပိတ်မှာထားရင်ကျွန်တော်ဒီလိုမျိုးလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့အာကဒီ pattern မျိုး confirmation တစ်ခုတည်းရရင်ကျွန်တော်တို့ဒီလောက်ပဲရရင်တော့ကျွန်တော်တို့1 ratio 9ဒို့မဟုတ်1:2လောက်ပဲရအောင်ပေါ့နော်ဆိုတော့ကျွန်တော်တို့က risk မကိုက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတိုင်းတော့ entry ဝင်ခဲ့ဘူးဆိုတော့ကျွန်တော်ကဘာ confirmation ကိုထပ်တုံးပြီး entry ဝင်ကြရလဲဆိုတော့ lower type fan confirmation နဲ့ကျွန်တော်ရဲ့

ဆိုတော့ကျွန်တော် short lot ကိုဘယ်လောက်ထိထားခဲ့လဲဆိုဒီ body အပိတ်လောက်ထိရဲ့ကျွန်တော်ထားခဲ့တယ်ပြီးွားရဲ့ကျွန်တော် market ကို follow လိုက်ခဲ့တယ်ကျွန်တော် one ratio five လောက်ရပြီးတော့ကျွန်တော် market ကနေ exit လုပ်ခဲ့တယ်ပေါ့နော်ဆိုတော့ဒါပထမ entry ဆက်တဲ့အကြောင်းပေါ့နော်ဒီကောင်ကလည်းကျွန်တော်ပွင့်လင်းပြောဒါ basic ရပေါ့နော် basic ရဆိုရင်ကျွန်တော်တို့ပုံမှန် basic thinking ရ entry မှာဆိုကျွန်တော်တို့ပထမဆုံးတက်ကြဖြစ်တဲ့ဆုံးမှာ entry ဝင်တာများတာပေါ့နော်ဥပမာဆိုဒီဆုံးပေါ့ဒီဆုံးဆိုရင်ကျွန်တော်တို့ entry ဝင်ကြရင်အများစုကဘာဖြစ်သွားမလဲဆိုတော့ risk ကတိတ်မကြိုက်ဘူးဗျာ risk ကတိတ်မကြိုက်ဘူးဆိုတော့ဥပမာဒီဆုံးမှာကျွန်တော် entry ဝင်ရင် 再然后啊，第二嘛算了，太远。再然后，你别也不老铁多远嘛。我们做网线就做 WiFi 呗，是不是？别包着做电视墙啊。再然后对，各方面线都可以安的来配的对。所以啊，这种啊，第二嘛，做啥了？电视墙、网络、第三个，他们也无能，他们这种不说了，我他们这个各方面线嘛，这种啊，WiFi 两种一样的，你说这种，然后对。 risk and reward လည်းကိုက်ပြီးဆိုတော့ကျွန်တော် entry ဝင်ခဲ့တယ်ပေါ့နော်။ပွေလင်းပြောဒီ entry ဝင်တဲ့အချိန်ကတော့ကျွန်တော်ပြီးသွားနေတဲ့အချိန်ပေါ့နော်။ဒါပေမဲ့လည်းကျွန်တော် market ကိုကြည့်နေတဲ့အချိန်မှာ market ကကျွန်တော်တို့အခွင့်အရေးပေးတာဖြစ်တဲ့အတွက်ကျွန်တော် entry တဲ့ချောင်းဝင်တယ်။ပြီးတော့ကျွန်တော် entry ကိုဒီမှာ exit လုပ်ခဲ့တယ်။ exit လုပ်ပြီးတော့ကျွန်တော် 都啊，顶伊骂噶，就罗李奶说找几年的钱嘛，李奶骂就把身上米勒出咯。哦，李奶骂就讲，得漂亮得男的装，酷呀就摆钱，酷呀就，就讲我 NBA 哪来木买？NBA 做勒是就罗妖孽了啊！马家说叫不单单，我们个人信用国家的飞天一样了么了？说到第飞天一样，我就讲我啊，第个人信用，就罗都啊在胡编多买个人信用了，那么再胡编多买个人信用了，就这种玻璃反流了不吗？ ဆိုတော့ဒီကောင်ကအကြောက်ကိုပြန်သွားမဲ့ correction ဖြစ်တဲ့အတွက်ကျွန်တော်တို့ entry ကိုနောက်ဒုတိယ entry ဆက်တက်ကကျွန်တော်ဘယ်လိုဝင်ဝင်ခဲ့လဲဆိုတော့ကျွန်တော်ဒီတတိယတစ်ချက်မှာကျွန်တော်အယောင်းထိုင်ခဲ့ရဲ့ဒီဝိုင်းကျွန်တော် solo ကိုတလောက်ထားခဲ့တယ် solo ကတလောက်ကျွန်တော်ကတော့ဒီ swing low လောက်ထိပဲကျွန်တော် follow လိုက်ခဲ့ရပါတော့ဆိုတော့ခဏခေါင်းတိုင်လောက်ထိလိုက်ခဲ့ရဲ့ကျွန်တော် one ratio 8လောက်ရခဲ့ရပါတော့ဆိုတော့ဒါကတော့ second entry ဆက်ရပါတော့ ကျွန်တော်အဓိကတော့ဒီ confirmation နေရာလဲကျွန်တော် higher time frame movement ကိုတေချာနေလေးလာပြီးတော့တုံးတက်ပြီးမှဒါလဲကျွန်တော် lower time frame မှာ confirmation အနေနဲ့ပြန်တုံးတက်ခဲ့တာပေါ့နော်ကျွန်တော်ဒီလိုမျိုး entry တွေကတော့ဒါကျွန်တော်တို့ရဲ့ပုံမှန် strategy တင်းကြီးနဲ့ဖိတ်ခဲ့တဲ့ပုံစံပေါ့နော်ဒီကောင်ကတော့ပွင့်လင်းပြောဒါ basic နဲ့ပဲ trade ခဲ့တာဒါပေမဲ့လည်းဒီ basic ကတော့နောက်ထပ်ကျွန်တော်ရဲ့ experience နဲ့ကျွန်တော် confirmation ကိုစုံနေ key key တက်မှတ်ပြီးမှကျွန်တော် modify လုပ်ပြီးပြန် trade တာဖြစ်တဲ့အတွက်ကျွန်တော်တို့ 本身 reward 咯，你得改一个目标啊，莫咯。第二，推加咯嘞，就让做些子丁个呀，打，买个些子啊，不但啊，把每个分贝声音啊，这种一边谈绿呀嘞，一边走路呀嘞，是吧？各分贝声音啊，都这种按一条文给呀，莫咯。做到大咯，就滴滴白。 ကနေလာနေမှာတင်ဖိတ်ခဲ့တဲ့ antisident အကြောင်းတစ်ခုပေါ့နော်ဆိုတော့ဒီနှစ်ခုတည်းမဟုတ်ပါဘူးဒီဓာတ်ရဲမှာလည်းကျွန်တော် anti ဝင်ခဲ့တာရှိတယ်နောက်ဒီဓာတ်မှာလည်း anti ထပ်ဝင်ခဲ့တာရှိတယ်ပေါ့နော်ဆိုမဲ့ဒါတွေတော့ကျွန်တော်ပြန်မပြောပြတော့ဘူးဒီကောင်တော့လက်ရှိ anti ဝင်ခဲ့တာပေါ့နော်ဒီနှစ်ခုပေါင်းရင်တော့ဒါ maybe 5R ရဲ့ဒီကောင်က 8R ရဲ့ဆိုတော့ maybe ကျွန်တော်တို့ 30R လောက်ထိကနေလာနေမှာတင်ရခဲ့တယ်ပေါ့နော်တခုကျွန်တော်ဒီထဲမှာမှာတင်တာကတော့အဓိကကျွန်တော်တို့ဒီ trading industry ရဲ့ရောက်လာပြီဆိုရင်ကျွန်တော်တို့တခုတတိထားမှာဆိုတာလေ trading မှာအများတန်း ကျွန်တော်တို့ confirmation ဘလောက်ပဲပြည့်စုံပြည့်စုံနေဗျာကျွန်တော်တို့ရဲ့ risk and management ကဘလောက်ပဲကောင်းနေကောင်းနေကျွန်တော်တို့ over betray မီဟိုပါသတိမြဲထားရတယ်ဗျာဘာလို့ဆိုတော့ပုံမှန် risk management ကတော်တော်လေးကောင်းရင်တော့ကျွန်တော် over betray မီ risk management ကကျွန်တော်တို့ကာမိမှာမဟုတ်ကာမိမှာမဟုတ်ဘူးဆိုတာကျွန်တော်ကဘာလို့ပြောတာလဲဆိုတော့ဥမာခင်ဗျားတို့က anti တခုဝင်တယ်ပေါ့နော် anti တခုဝင်တယ်ပြီးွားရင်အကယ်လို့ show ရယ် show ရယ် revenge trade ထက်ထွက်တယ်ထက်ရှုံတယ် risk and management ထက်လောက်တယ်ထက်ထွက်တယ်ထက်ရှုံအိမ်မှာဘာဖြစ်တာလဲဆိုတော့ တော်တို့ပုံမှန် entry winner နဲ့မတူတော့ဘဲနဲ့သူက revenge trade တွေထိတာများတော့ကျွန်တော်တို့ဒီထိခါချရင်ပုံမှန် risk tag ကိုပုံမှန်ပဲယူတယ်ဒါပေမဲ့ကျွန်တော်တို့ trade ကရက်တဲနဲ့ကိုတက်မှတ်ထားတဲ့ target tag ကိုပို့ပြီးတော့ကြော်လွန်ပြီးတော့ risk ယူလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရေရှည်ကြတော့ဒီကောင်ကကျွန်တော် risk management လည်းထိခိုက်တယ်ကျွန်တော်ရဲ့ capital လည်းထိခိုက်ပါတော့ဒီထဲမှာကျွန်တော်ပြောတာကတော့အဓိကတော့ကိုထိမယ်ဆိုရင်တရက်ကိုကိုဘယ်လောက် ထားမလဲကိုယ့်ရဲ့ plan ကိုချပါတော့ဥပမာဆိုတရက်ကို၃ချောင်းထွင်မယ်၃ချောင်းထွင်လို့၃ချောင်းလုံးကျောင်းရင်ကျွန်တော်နားမယ်ဒါမှမဟုတ်၃ချောင်းလုံးဝင်ဖြစ်ရင်ကျွန်တော်နားမယ်အဲ့မျိုး target ထားပါတော့ဘာလို့အဲ့လိုပြောတာလဲဆိုတော့အတိအကတော့ risk management တစ်ခုတည်းနဲ့မလုံလောက်ဘူးကျွန်တော်တို့ဒီ trade တွေဝင်လာပြီဆိုရင်တစ်ခုတတိထားရမှာကျွန်တော်တို့ပုံမှန်စီးပွားရေးနဲ့မတူဘူးပုံမှန်စီးပွားရေးနဲ့မတူဘူးဆိုတော့ပုံမှန်စီးပွားရေးဆိုရင်ကျွန်တော်တို့ပုံမှန်ဘယ်လိုပြောမလဲစူးစမ်းအထောက်အမှုများလေလေကျွန်တော်ပတ်စံပို့ရလို့ဥပမာအလုပ်တစ်ခုလုပ်လို့ကျွန်တော်တို့ ပုံမှန်အလုပ်လုပ်လာတဲ့ကျွန်တော်တို့ရပ်ပန်ကြီးတို့တခါကျဘုန်းနဲ့ရှိတယ်ပြီးွားရင်ပုံမှန်လောက်တာလည်းတဲ့ပို့ပြီးတော့အချိန်ပိုဆင်းတာတို့ဘာလို့ဆိုကျွန်တော်တို့ပတ်စံပူရတာပေါ့နော်ဆိုတော့ပွင့်လင်းပြောရင်ပုံမှန်အလုပ်ဒီမှာကဘာဖြစ်တာလဲဆိုတော့ကျွန်တော်တို့မြေများအလုပ်လေးမြေများပတ်စံပူရလေးပေါ့နော်ဒါမှကျွန်တော်တို့ထိတ်တီတဲ့ရောက်လာပြီဆိုတော့အဲ့ဒီတင်းကြီးကနည်းနည်းကျွန်တော်ထိတ်တီနဲ့လွဲတာပေါ့နော်လွဲတာဆိုတော့ကျွန်တော်တို့မြေများထိတ်မှာ များများ profit ရတော့မဟုတ်ဘူးကျွန်တော်တို့ပုံမှန်ကို confirmation နဲ့ပုံမှန်လေးကိုယ့်ရဲ့ target ကို follow line ကို plan ကို follow line မှာတောင်းလဲကျွန်တော်ဒီ trading industry မှာကရရှိရတည်ဖို့ကနည်းနည်းအဆင်ပြေတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ပုံမှန်စီးပွားရေးနဲ့တူတဲ့ကျွန်တော်တို့အသွေးတွေဝင်ပြီးတော့ငါများများ trading များများပတ်စံရမယ်ဆိုပြီးတော့ဝင်လာရင်တော့ကျွန်တော် trading ရောက်ရင် risk management ကဘယ်လောက်ပဲထိန်းတာထိန်းတာကျွန်တော်တို့အန်နေရီတွေကများတော့မော်နော်ဆိုတော့ဒါကတော့ကျွန်တော် GDP track ခဲ့တဲ့ anti set အကြောင်းနှစ်ကြောင်းပေါ့နော်ဒါတနင်္လာနေ့မှာထွက်ခဲ့တဲ့အကြောင်းကိုကျွန်တော်ပြန်ပြီးတော့ရှင်းပြပေးတာပေါ့နော်ဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်